အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့အလွန်ကိုအရသာရှိတဲ့ strawberry ပူတင်လေးလုပ်တဲ့လုပ်နည်းလေးပါအီအီလေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်နော်ကဲကျမရဲ့လုပ်နည်းလေးကို ကြည့်ကြရအောင်ပထမအဆုံးဒီ strawberry ကိုလုံးကို ကျမချိတ်ဆက်ထဲမှာချိတ်ထားပါတယ်အားလုံးချိတ်ပြီးပြီဆိုတော့လိုအပ်တဲ့ပစ္စည်းတွေကို ပြင်ဆင်မယ်ကျုပ်နှလုံးကိုဖောက်ထားမယ် ပြီးရင်ခဏလေးတမအောင်မှွေထားမယ်။အားလုံးတမသွားပြီဆိုရင်တော့နွားနို့ထဲပါမယ်။ထမင်းစားစွန်း၈စွန်းစာရှိပါတယ်။ဂရမ်နဲ့ဆိုရင်တော့125ဂရမ်ရှိပါတယ်။ပြီးရင်တကြားကိုထဲပါမယ်။တကြားကတော့ထမင်းစားစွန်း၄စွန်းစာပါ။ဒါကတော့နှုတ်စီပါနော်။သမင်းစားစွန်းတစ်စွန်းကိုထည့်ထားမယ်။စိမ့်စိမ့်လေးဖြစ်သွားအောင်လို့ပါ ပြီးရင်ဒါလေးကတော့ဂျုံမို့ပါ ထမင်းစားစွန်းလေးစွန်းစာရှိပါတယ်ပြီးတဲ့ခါကျတော့ဆောဆောကကြိတ်ထားတဲ့ strawberry တွေကိုထည့်မယ်အားလုံးတမတော့အောင်လို့ဒါလေးနဲ့ခဏလေးမွေထားပါမယ်နော် အားလုံးတမတော်ပြီဆိုရင်တော့စားနေငယ်ထဲပါမယ်ပြီးရင်တမတော်အောင်လို့ပြန်မွေထားပါမယ်ပြီးတဲ့ခါကျတော့ခဏလေးနှစ်ထားပါမယ်တဲဦးထဲမှာတကြားထမင်းစားစုနှစုံထဲမယ်ပြီးရင် ရေကိုလည်းထမင်းစားစုနှစုံထဲပါမယ်ခဏလေးကျမတဲထားပါမယ် ။တကြားလေးတွေအရေးပျော်သွားပြီဆိုရင်တော့ခါလာလေးကို ကျွန်မနည်းနည်းလေးထည့်ထားမယ်။ပြီးရင်ကိုပေါင်းမဲခွက်ထဲမှာအတာကလေးလောင်းထည့်ပါမယ်။ပြတ်နေအောင်လှုပ်ထားပါမယ်။ ြီးတဲ့ခါကျတော့ဆော့ဆော့ကကြိတ်ထားတဲ့စတော်ဘယ်လေးတွေကိုဒီလိုမျိုးစကားလေးနဲ့စစ်ထားပါမယ်။ အခုလိုမျိုးစစ်ထားတဲ့ strawberry လေးတွေကို ကျွန်မအဖုံးဖုံးထားပါမယ်။ဒါလေးနဲ့တိတိချာချာလေးဖုံးထားမယ်။ပြီးရင်ဒါလေးကို ပေါင်းဦးထဲမှာကျွန်မဒီတိုင်းပဲထည့်ထားပါမယ်။ပေါင်းထားပါမယ်။မိကိုတော့အလဲလက်မှာကျွန်မထားထားပါတယ်။25မိနစ်လောက်ဆိုရင်တော့ကြက်နေပါပြီနော်။ ဒါလေးကိုဆယ်ထုတ်ပြီးတော့ဖွင့်ကြည့်လိုက်ပါမယ်။ကဲကြည့်ပါဦးကြက်နေပါပြီเนาะခက်ခဲလေးရှိနေပါပြီဒါလေးကိုအေးခံထားပါမယ်အခုဆိုရင်တော့အေးနေပါပြီအေးနေပြီဆိုတော့ဒီအနာသားလေးတွေကို ခွာလို့လွေအောင်လို့ဒီလိုမျိုးလှုပ်ထားပါမယ်ပပတ်လေးကိုဒါလေးနဲ့ဒီလိုမျိုးလှုပ်ထားပါမယ် ပြီးရင်ဒါလေးကိုအဖုံးဖုံးထားပြီးတော့အသားကလေးပြောင်းပြန်လန်ထားပါမယ်။ ကဲကြည့်ပါဦးလက်လက်ပပလေးနဲ့နော်အလွန်ကိုစားချင်စရာလေးရှိနေပါပြီ Strawberry အနံ့လေးလည်းမွေးကြိုင်နေပါတယ်နော်ကိုကြိုက်တဲ့အတုံးကလေးပုံစံတုံးထားမယ်အီအီလေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်ကလေးတွေလည်းအရန်ကြိုက်ကြတဲ့ Strawberry ဖူထင်းလေးပါတခေါက်လောက်စမ်းကြည့်စေချင်ပါတယ်အလွန်ကိုအရသာရှိလွန်းလို့ပါရှင်အခုလိုမျိုးကျမရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ် အားရှိတော့အောင်လဲ like share subscribe လေးတွေနဲ့လည်းအားပေးကြပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်